မြားလူငယ်လေးတယောက်စီကိုသွားနေပြီးတော့ဒီကောင်လေးကိုရွေးချယ်လိုက်တာလားဆိုပြီးဘိုးတော်ကမြားနဲ့ကြုံလိုက်ရင်ပဲမြားကလူငယ်လေးရဲ့အရေပြောင်းအောင်မဖောင်းနိုင်မယ်နဲ့ကန်ထွက်သွားမှာလို့ဘိုးတော်ကကြောက်အောင်ပါတယ်အရေပြောင်းအောင်မဖောင်းနိုင်ရင်ပဲလူငယ်လေးရဲ့လက်ရင်းမှာတော့ဒဏ်ရာသေးသေးလေးရပါပါတယ်မော်ရီယိုမျိုးလေးရဲ့တာအလားပါတဲ့ကန်းချီတစ်ခုမှာဂျိုဒါရောကစပီယူကိုဖောင်ဒေးရှင်းကဘယ်ရီပွင့်နေစကားပြောနေပြီးတော့ခီရာရဲ့နောက်ကြောင်းအောင်စုံစမ်းပြီးမယ်ဘာမှထူးသလဲစုံစမ်းစရာမရှိဘူးဖြစ်နေပါတယ်တာအလားပါတဲ့မော်ရီယိုမျိုးလေးရဲ့နွေရာသီဟာခီးသွားရင်လည်းပြင်းနေနေပြီးတော့လူတန်းပျော်ရွှင်စရာတွေကိုရှာဖွေနေကြပါတယ်မပျော်နိုင်တာကတော့အိမ်တွင်းမုန်းနေရတဲ့ခီရာကြီးပါခီရာဟာမင်းကလေးတွေကိုလဲပြီးညက်တက်ပြီးတော့ခီ ီရာယိုရှိကာရဲ့အစ်စ်ကိုဖွင့်ရှားပြခြင်းနေရာဖြစ်ပါတယ်။ခီရာကလက်သေးတွေရှည်လာတဲ့အချိန်မှာလူသက်ရှင်စိတ်တွေပေါ်လာတတ်ပါတယ်။ခီရာကမျက်နှာလဲထားတဲ့လူရဲ့လက်ရင်းနဲ့တူအောင်လေ့ကျင့်နေရပြီးတော့ဒီလိုကြီးလုံးနေရတာဟာဂျိုစကေရိုကြောင့်ပဲလို့တွေးနေတဲ့အချိန်မှာဆော်လေးကရောက်လာပြီးတော့လက်ဖက်ရည်လာပေးပါတယ်။ဆော်လေးကခီရာကိုကြွေနေရမလို့ခီရာနားကိုကတ်ချင်နေရပါ။အတော့လဲရပါတယ်လို့ပြောလိုက်ပေမဲ့ခီရာကတောက်လိုက်တာမို့လို့ဆော်လေးကပျော်သွားပြီးတော့အခန်းထဲကမထွက်သွားလေးပဲကရင်ပေါ်မှာထိုင်လိုက်ပါတယ်။ဆော်လေးကခီရာကိုအထာကြီးပေးနေပေမဲ့ခီရာကဘာမှမလုပ်ရှားမလို့ညနေနေပြီးအိတ်တော့မယ်လို့ပြောလိုက်ပြီးတော့ဆော်လေးကစတော့ကင်းနေချွတ်နေပါပြီ။ဆော်လေးကသပင်းလေးကိုဖြီလိုက်ပြီးတော့ကျယ် ယ်သီးဖြုံးနေတဲ့အချိန်မှာဂုံလေးကပေါ်လာပါတယ်အဲ့ချိန်မှာခီရာကြီးရောက်လာပြီးတော့ခီရာယိုရှိယာကဲစစ်ကိုဒီစော်လေးပေါ်မှာဖွင့်ချလိုက်တော့မယ်လို့ပြောလာပြီးတော့ကျယ်သီးလေးကိုဆွဲဖြုတ်လိုက်တဲ့အချိန်မှာစော်လေးကလန်သွားပါတယ်မာဝါကြီးကဒီစော်သေးသွားရင်ငါ့ကိုဂျိုဒါတို့ရှာတွေ့သွားလိမ့်မယ်ခီရာကစော်လေးကိုလမ်းအောင်လုံးပြီးလို့တောင်းဝင်ပါတယ်လို့ပြောလိုက်ပြီးမယ်ခီရာကွက်ရွှေ့နေရလို့စော်လေးကထင်သွားမှာလို့စော်လေးကခီရာကိုပို့ပြီးတော့အောင်ကြွေသွားပါတယ်ဟိုးဂျော့စကေဟိုမှာကြည်စံဘာဝါကြီးလဲမသိဘူးဂျော့စကေနဲ့ဟူဝါဆူကအเจ้าကိုလာနေတဲ့လမ်းမှာလဲကွင်းထဲကဝိုင်းတစ်ခုကိုတွေ့လိုက်ပြီးတော့ဝိုင်းရဲ့လဲမှာလည်းလူတယောက်ရှိနေပါတယ်လဲဘေးမှာထိုင်ရန်တွေ့ရထိုင်ရန်ကြောင့်မေးလဲနေတာထင်တယ် ်ဒီဘဲကဘသူပါလဲငါတို့ကြောင်းမှလည်းမမြင်ဘူးပါဟောဟောမျက်လုံးပွင့်လာပြီဟာအိုကူဝါဆူကပြောနေတဲ့အချိန်မှာဘဲလေးကကွက်ဆိုင်းနဲ့ထလာပြီးတော့ဘဲအောင်နေရလဲလို့မေးလိုက်ပြီးအိုကူဝါဆူကလည်းမော်ရီယိုမျိုးရဲ့လေခွင်းထဲမှာရောက်နေရလို့ဖြေလိုက်ပါတယ်ဘဲလေးကတခြားကလစီကလာလာဖြစ်ပြီးတော့သူတို့ဂျိုကြီးပျက်စီးသွားလို့ကဘာမေဝေရောက်လာလို့ပြောလိုက်တဲ့အချိန်မှာဂျိုစကင်းနဲ့အိုကူဝါဆူလည်းလူလဲ့မီရောရီုံကြပါပြီဘဲလေးကလေခွင်းထဲမှာဝိုင်းလို့ဝင်အိပ်ပြီးတော့ဖြတ်သွားဖြတ်လာလူတွေကိုစနေရလို့ဂျိုစကေတို့ကထင်နေကြတာပါဘိုက်တောင်နာလာပြီ အဲ့ချိန်မှာဘဲလေးကအိတ်ထဲကနေဘိုင်းနာပြောက်စေးကြီးကိုထိုးပေးလိုက်တာမို့လို့ဂျိုးစကင်းနဲ့ဥကဝဆုကဥတဲကုန်ကြပါပြီ။မင်းကဘယ်ကြောင်ရလဲ။ဘဲလေးကတခြားကလစီကလာတာဖြစ်ပြီးတော့ကဘာမီးယာနေထိုင်မှုအသင့်မသင့်ကဘာသားတွေကသဘောကောင်းမကောင်းလာကြည့်ရလို့ပြောနေပါတယ်။အဲ့လောက်ကြီးကြတော့မရှိရတော့ကသွေးရထွက်နေရော့ရော့ဒီမှာတ िश ူးလိုက်။ဒါပေမဲ့ဘဲလေးကဂျိုးစကင်းပေးတဲ့တ िश ူးကိုစားလိုက်ပြီးတော့ဂျေဆုတင်ပါတယ်ရတာရှိရလို့ပြောနေပါတယ်။ဟာဂျိုးစကင်းငေါနေအောင်ကြောင်းတော့ကြာနေပြီ။တွားရအောင်တွားရအောင်လာလာ။ဟုတ်ပါဟုတ်ပါဥကဝဆုဒီကောင်တ िश ူးကိုစားလိုက်တာ။ဥကဝဆုရဲ့အကြိုက်ဆုံးရေကဲမိုးဆိုင်လေးကပိတ်ထားရမို့လို့ဥကဝဆုကငိုနေပါတယ်။ရေကဲ 梦杀进来了，一个梦里。 စားခြင်းလားစားခြင်းပြီးမဲ့ရေခဲမိုးဆန်ပိတ်သွားပြီလေလွယ်လွယ်နဲ့လက်မလျှော့ပါနဲ့လေငါ့အိတ်ထဲမှာရေခဲမိုးနှစ်ခုပါတယ်ရော့ကဘာမင်းကနေလို့ကောင်းမဲ့ပုံမဲ့မင်းအိတ်ထဲမှာဘလို့ဖြစ်ပြီးရေခဲမိုးကြီးကရောက်နေရလဲပြီးတော့မင်းကဘသူကြီးလဲခုနတော့မဲ့အဲ့ဒါကြီးပြောပြီးသွားလေဩငါ့ကိုတေးချာမိတ်ဆက်စီခြင်းလားလားဘယ်လျက်နာမည်ကနိုမီခီတာကဆိုနက်ရှင်ဖြစ်ပြီးရောအသက်က126နှစ်ပါအလုံးကရာအာဂါသရှင်ပေါင်းဖြစ်ပြီးရောတိရစ္ဆာန်လေးကြီးလည်းမွေးပါတယ်ဒီဘက်ကစတန်ဥစားဆိုတာတေးချာတဲ့ဂျိုးစကီဒီကောင်ဝိုင်းကျိုးရောက်နေအောင်အခုကဆိုစတန်ဥစားဆိုရင်သူ့ကိုယ်သူတခြားဂလက်ဆီကလာလို့ပြောပါမလားအဲ့ဒါဆိုရင်ဒီကောင်ကဘာကြီးလဲအဲ့ဒါတော့မသိဘူးလေဒီကောင်

အဲ့ဒါဆိုရင်မဲမှာအာဂါသရှင်ပြန်ရင်ရှိမှာပေါ့ငါတို့ပြလို့ရလားအဲ့ဒါကဘာပြင်မှာပါဒီလိုရောက်ဖို့က3ရက်လောက်ကြာပါမယ်တိပီတိပီအဲ့နာရီနဲ့အဲ့ရှင်ပြန်ကိုလမ်းခေါ်ရတာမလားဟုတ်တယ်ဘလို့သိရလဲဘသူမှမပြောပြနေတော့ဒီဘေးကလုံးဝသွားပြီဂျိုးစကေဝိုင်းကျုံရောက်မင်းကလည်းကျုံးမယ်ဆိုတာကြီးပဲအခုကဆိုနည်းနည်းပါးပါဆက်ပြီးမေးကြည့်အောင်အဲ့အဲ့ဒါဆိုရင်မင်းအိတ်ထဲမှာလေဆာတနတ်တို့မြေဆွဲရအောင်ဆန့်ကျင်တဲ့ကရိယာတို့ပါမှာပေါ့ဒီကိုတိုက်ခိုက်ဖို့လာတာမဟုတ်လို့အဲ့အရာတွေကိုရှင်ပြန်ပေါ်မှာထားခဲ့ပါရှောက်ပြောပြီးပြီးတော့မင်းရဲ့သွေးရဆင်းအောင်လဲမဟုတ်အနီးဟုတ်ပါဟုတ်ပါဂျိုးသားသွေးရမြဲဆင်းအောင်မယ်မင်းတို့ကြည့်ရငါ့ကိုတန်တရားဝင်နေရတယ်ဟုတ်တယ်ဟုတ်တယ်အယူရဲ့ ခုမှသိရလားခုကဆိုမင်းကလည်းအဲ့လိုဒေအီမပြောရဘူးကအဲ့ချိန်မှာမိသားကားတိုင်းတွေကိုကြားလိုက်ရပြီးတော့မိသားကားတိုင်းကတကူလုံးမှာဖူးတယ်ပေါက်လာပြီးဒီတန်းတွေကိုမခံနိုင်ဘူးရဲအောင်လှုပ်ဝေးပါလို့អော်ပြီးချုံမတဲ့ကိုဝင်သွားပါတယ်ဒီဘက်ကတော်တော်ခေါင်ကိုယူသွားပြီး Joske ဒီဘက်ကိုထားပြီးလက်ရအောင်အဲ့ဒါရက်ဆက်အကြမှာပေါ့ပြီးတော့လေအဲ့ဆိုလည်းငါတော့သွားပြီးဟုတ်ရဲ့အခုကဆိုနေအောင်က Joske ကလည်းအစင်ပြေးရလာလို့သွားကြည့်ရဲ့အချိန်မှာမိသားကားသားအတန်းတွေကိုမခံနိုင်တော့မှလို့ပုံစံတွေစပြောင်းနေပါပြီမိသားကားသားအရာဝတ္ထုပုံစံမျိုးစုံပြောင်းနိုင်တဲ့အစွမ်းရှိပြီးတော့ Joske ရဲ့ဖန်တန်းလှုပ်လိုက်ပြီးဒီနေရာကိုခေါ်သွားပေးပါလို့ပြောနေပါတယ်အဲ့လိုနဲ့ Joske ကမိသားကားသားရဲ့ပါဝါနဲ့အမြင်ကြီးကိုခေါ်သွားပါဒုက္ခပါပဲဒါရ ကြီးကဘလူကြီးလေးကလုံးကြပါဘူးအဲ့လိုနဲ့ဂျိုးစကေတို့ကခေါင်းဝန်းပေါ်ရောက်လာပြီးတော့ဂျိုးစကေက crazy time ဝင်တဲ့မိသားကသားကိုချိန်လိုက်ပေမဲ့မိသားကသားက crazy time ကိုမမြင်ရပါဘူးဟမ်ဒီကောင်က stand user မဟုတ်ဘူးလေအဲ့ဆိုဒီကောင်ကဘာကြီးလဲမင်းကဘာကြီးလဲဘာလို့ဓာကြီးကိုပဲခဏခဏပြောနေတာဟမ်နေုံနေုံငါစဉ်းစားဖို့ချိန်ယူလိုက်အောင်မယ်မိသားကသားရဲ့ဂျိုးဘွားလူတွေကဒီလိုတန်းနေကိုမခံနိုင်ပါဘူးဂျိုးစကေကသူ့သက်ကိုကယ်ပေးခဲ့ရမလို့ဂျေဆုပြန်ဆက်ချင်တယ်လို့ပြောနေပါတယ်ရက်ကက်ပေးရမလားကြောက်ကုတ်ပေးရမလားဂျိုးစကေကအစကတော့ညင်းနေပေမဲ့နောက်ကျတော့ကြံတစ်ခုရပါပါတယ်နေုံနေုံမင်းကတကယ်ငါခိုင်းတာဘာမှမဆိုလုံးပါလားဒါပေါ့ဗျာလုံးပေးပါဗောမင်းကဘလို့အရာဘူးသူမျိုးမဆိုပြောင်းလို့ရလား ကျွန်တော်တစ်ပါဝါကြီးရဲ့ဟာတွေရောမရပါဘူးဟုတ်ပြီဟုတ်ပြီမင်းကကျေးဇူးပြန်ဆက်ရှင်တာပေါ့ဟုတ်အဲ့ဒါဆိုရင်ငါမှာအားလုံးပျော်ရွှင်ရမယ့်ဂျန်စီတစ်ခုရှိရဂျိုစကီယာတီပေါက်ခဲ့ရင်မယ်ထိုးမကောကဂျိုစကီယာကောင်ဖရီးဆိုက်တာမလို့ပတ်စံထုတ်လို့မရပါနဲ့နယူးယောက်ဒီမှာ300ဆရာမရှိဖြစ်နေပါတယ်ဒီမှာဒီမှာမင်းဒီယာလေးပြောင်းနိုင်လားအဘကြီးလေဒါကိုအန်ဇာလုံးလို့ခေါ်ရဲဂိမ်းစောရဲ့ညမှာသုံးတယ်ဘလို့သုံးရလဲ ဟမ်အဲ့ဒါလေးတော့မသိဘူးလားမသိလည်းဘာမှမဖြစ်ပါဘူးငါပြောရမယ်ဂျိုးစကီယာမိသားကသားကိုအန်စာတော့ရဲ့အုံပြုတ်အနေနဲ့တိစောက်ပုံတွေကိုရှင်းပြနေပါတယ်ဟောသိပြီသိပြီငါးပေါ့ဆိုရင်နံပါတ်၅ပေါ့ဒါပေါ့ကငါရဲ့ဂျိုးသားတငယ်ချင်းကမိသားကသားကလည်းလွယ်လွယ်လေးပါလို့ပြောပြီးတော့အန်စာတော့ကြီးပြောင်းလိုက်ရင်မယ်အန်စာတော့ကြီးကမတရားကြီးနေရမလို့တိတိလေးဖြစ်အောင်ဂျိုးစကီယာလှုပ်ခိုင်းလိုက်ပါတယ်ဘလို့လဲအစင်ပြဲလားပြည့်တယ်ပြည့်တယ်အကောင်းဆုံးပဲခီရှိပဲရိုဟန်ခမရပတ်စံပေးဖို့ပြင်တာကြည်စံဘသူများလိုက်လို့ရှီကရှီကတာဂျိုးစကီပဲဘာလဲခီယာချောင်းတိရလို့လားအာမဟုတ်ပါကျွန်တော်ရိုဟန်ဆန်စီရဲ့မန်ကာလေးပါလိဖတ်မလားပို့ရင်မင်းကမန်ကာမဖတ်ပါဘူးရိုဟန်ဆန်စီကတော့ဘာမှဖုံး းခွက်လို့မရဘူးပဲလို့ဂျိုးစကေးကပြောလိုက်ပြီးတော့သူနဲ့အတူတူလောင်းစားကင်းဆော့ရေးပါလို့ပြောနေပါတယ်ဂျိုးစကေးမှာနွေရီ3ဦးနဲ့ပတ်စံ3တော့ပဲကြံတော့ပါဖြစ်ပြီးတော့ပတ်စံ3တော့ဆိုတာအပြင်တကာထွက်တာနဲ့ကုန်ပါပြီဒါကြောင့်မို့လို့လောင်းစားလို့ပြီးတော့ရှုံးရင်လည်းရှုံးနိုင်ရင်လည်းနိုင်စွန့်စားမယ်လို့ပြောနေပါတယ်မအားပါလို့ချိန်ကုန်ခံပြီးမင်းနဲ့ဆော့ပေးရပါလိမ့်ဟုတ်တော့ဥပါတယ်ရိုရန်ဆန်စီလို့နာမည်ကြီးကကျွန်တော်ရင်းဆော့ကြအကြောင်းမရှိခိုင်းတော့ပြောကြကောင်းမဲ့ပုံပဲဆော့မယ်နောက်ကိုလာခဲ့ဟုတ်ဟုတ်ကျေးဇူးပါရိုရန်ဆန်စီ အဲ့လိုနဲ့မစော့ခင်မှာရိုဟန်စီးမင်းတွေကိုရှင်းပြနေပါတယ်။ဒါပေမဲ့ရိုဟန်ဂျိုးစကေယူလာတဲ့အန်ဇာဒုံးတွေကိုမတော့မနဲ့သူ့အိမ်ထဲမှာရှိနေတဲ့အန်ဇာဒုံးတွေပဲသုံးမယ်လို့ပြောနေပါတယ်။ပြောစရာကောင်းတဲ့ဆိုတာမင်းနဲ့ဆော့ရလို့မဟုတ်ဘူး။မင်းစီကပတ်စံ၃000နိုင်ပါအောင်ပြောတာ။အဲ့တော့မင်းရှော့ရင်ငါ့ကိုပတ်စံတကယ်ပေးရမယ်ဂျိုးစကေ။တကယ်တော့အဲ့ဒါတည်းကငါရိုဟန်အိမ်ထဲကိုခိုးဝင်ပြီးထည့်ထားတဲ့ဂျိုးသားအန်ဇာဒုံးတွေ။ဘသူရင်စမလဲလို့အန်ဇာခေါ်တဲ့အချိန်မှာဂျိုးစကေကနံပါတ်ပို့ကြည့်ရမလို့ဂျိုးစကေရင်စရမှာပါ။အစဆိုတော့နည်းနည်းနဲ့ပဲစလိုက်မယ်၂000လောက်မယ်။ပြီးတော့လေအဲ့ဆိုငါလည်း၂000ထည့်မယ်။ဒီနေ့တော့ကြာရင်ရိုဟန်လောင်းနိုင်တဲ့နှစ်ဆကိုကျွန်တော်ကယူအောင် ါအဲ့တော့တင်းနဲ့တုံကြလို့မဖြစ်ဘူးတင်းနဲ့တုံကြလို့မဖြစ်ဘူးတင်းနဲ့တုံကြ ကျွန်တော် လက်နွေးနေရပါအစဆိုအဲ့လိုရဂျိုးစကေးကအစာခေါက်လိုက်တဲ့ချိန်မှာ၃လုံးလုံးက၆ကနေင်းကြောက်သွားပါတယ်ဒီလိုကြောက်တာကိုအိုမန်လို့ခေါ်ပြီးတော့ဂျိုးစကေးကအဲ့လိုကြောက်ရင်ရိုဝန်လောင်းနိုင်ငါးစားကိုရမှာပါစစချင်းမှာအဲ့လိုကြီးလောရလားအယူရဲ့ဘာပြောလိုက်တယ်အော်မဟုတ်ပါဘူးကျွန်တော်စစလာချင်းမှာကန်ကောင်းလို့ရိုဝန်ဆန်စီကကျွန်တော်ချီတယ်လို့ထင်သွားတော့မှာပဲလို့ပြောတာဟင်ဟုတ်ပြီလေငါ၁၀၀၀ရှော့ဝါဆိုပြန်ရအောင်၁၀၀၀လောင်းမယ်ဒါပေမဲ့ရိုဝန်ခေါက်တဲ့ချိန်မှာတင်းတင်းသုံးသုံးကြောက်နေရမလို့ဂျိုးစကေးလောင်းနိုင်ရင်နှစ်စားကိုရိုဟန်ရောရမှာပါဒုက္ခတော့ရောက်ပြီထင်တယ်ဒီဂျိုသားကဘယ်ချိန်မှာဘလို့ချီရမယ်ဆိုတာမသိဘူးဟာဂျိုးစကေးရဲ့အကွက်ကြီးကပေါ်တင်းဖြစ်နေရမလို့ရိုဟန်ဂျိုးစကေးကိုတန် တရားတွေဝင်လာပါပြီအဲ့လိုနဲ့ episode 27ကဒီမှာပဲပြီးသွားပါတယ်ကျေးဇူးအားပေးတဲ့ကျေးဇူးပါ bro ကြီးနောက်ထပ်လာမယ့် episode မှာတော့ Roland နဲ့ Joe Scare ရဲ့ကစားပွဲလေးကိုဆက်ကြည့်ရမှာပါ